H7 ပဲပေါ့နော်။ဘောကတော့ H7 မိုးနဲ့အောင်ရည်နဲ့ H7 ကားကိုအာကြော်ညာပေးရတာပေါ့နော်။ဆိုတော့ဟုတ်ပါတော့ H7 ဒီ S7 ကနေပါပြ။အဲ့ဒါအချက်ကတော့သူက engine ကားပေါ့နော်ဒီက engine ကားပြီးတော့3.0 super charge ဖြစ်တယ်။အဲအဲ့ဒါအချက်ကဘယ်လိုလဲဆိုတော့ ဒီကားကိုမောင်းနေလိုက်တဲ့အချိန်မှာမှုတွေအများကြီးပါတယ်ဟိုမှုရှစ်မျိုးပေါ့အဲ့ရှစ်မျိုးမှာမှဟိုလမ်းကြမ်းအောင်သွားရင်လမ်းလမ်းကောင်းအောင်ပဲသွားသွားလမ်းကြမ်းအောင်ပဲသွားသွား off road ပဲမောင်းမောင်းအဲဒီ down town area ရဲ့ဒီမျိုးတွေမှာပဲပတ်မောင်းမောင်းမှုတွေအများကြီးချင်းလို့ရတဲ့အတွက်ကြောင့်မောင်းရဲလူကိုစိတ်ကျဉ်တတ်မှုပို့ပြီးတော့ရစီရဲလို့ကျွန်တော်ခံစားရတယ်ပေါ့နော်အဲ့ဒါကတော့ဒီကားရဲ့အတာချက်ပေါ့ဟုတ်တယ်ဟုတ်တယ်ဟာဒီကားက super charge 2.0 engine ဖြစ်တဲ့အတွက်ကြောင့်သူက kilometer ကနေ140မောင်းတော့လုံးထားမှုရှိဘူးပေါ့နော်ဆိုတော့အဲ့ဒါကလည်းသူရဲ့အားသာချက်ပဲပြီးတော့ speaker ရေဆိုလို့ရှိရင်စလင်းလုံးမှပါတော့ခါကြ studio room နဲ့ရောက်သွားပြီးတော့ထက်သွားတယ်ပေါ့နော်အဲ့ဒီအချက်တွေလည်းအားသာချက်ရှိတယ်ကျွန်တော်အဲ့ဒီကျွန်တော်ယောက်ျားလေးမျိုးတင်တယ်အဲ့ဒါ private မောက်ရဲ့လို့ sound system ကိုတိုက်တာနော်ပါပါပေါ့เนาะ engine power လည်းကြည့်ရမယ်ပြီးတော့ car design လည်းကြည့်ရမှာပါ luxury ဖြစ်မဖြစ်လည်းကြည့်ရမှာ ဆင်ပြေဘူးဟာဟာဟာခရီးရောက်သွားတယ်ကျွန်တော်စကားလေးပြောပါအောင်တကယ်ပေါ့အောင်မျိုးပါခင်ဗျာ။အမြင်မိသားစကားလေးဖြစ်တယ်လို့တော်တော်များများကလည်းဖြစ်နေကြတယ်။ကျွန်တော်ပြောပြောလေးဆက်ပြီးပါမယ်။ရောင်းအားလည်းဖြစ်ဖို့ပြောကောင်းပါသေးတယ်လို့ဆက်ပြောပါမယ်။အရှင်။အမိုးပြောသွားတာလည်းတော်တော်လေးစုံနေဆိုတော့ဟိုညများရောင်းပါစေ။ဒီအချိန်များပါစေ။နောက်တစ်ခုကကြတော့အာနေရာတိုင်းမှာ အဲဒီ H7 ဒါလေးတွေအများကြီးအဲတွေ့ရပါစေလို့ဆုတောင်းပေးပါတယ်